ဖောက်ပြန်နေတဲ့ကောင်းကင်ကြီးရဲ့အောက်မှာအောင်မြတ်တာဟာတစုံတစ်ခုကိုငေးမောကြည့်နေခဲ့မိပါတယ်။မိုးချိန်တန်နေတဲ့အတူလျှက်စည်းတွေလက်တာတွေကလည်းခက်ဆိတ်ဆိတ်ဖြစ်လို့လာခဲ့တာပေါ့။မြေပြင်ထက်မှာမီးလောင်ကျွမ်းပြီးတိတ်ဆုံးသွားခဲ့တဲ့ကြီးကန်းငှက်တွေရဲ့ခန္ဓာကိုယ်ကအနှဲ့ရောင်အခိုးငွေ့ရဖြစ်ပြောင်းလဲသွားခဲ့ပြီးကောင်းကင်ရဲ့တနေရာမှာအနှဲ့ရောင်မီးလုံးကြီးဖြစ်ပေါင်းစည်းသွားပါတယ်။ချက်ချင်းဆိုသလိုပဲအဲ့ဒီမီးလုံးကြီးတွေကနေကြီးကန်းမိဆာကြီးအတွင်ကိုတဖြည်းဖြည်းပြောင်းလဲလို့သွားခဲ့တာပေါ့။ အဲဒီជីကန်မိစားရဲ့ရှင်ထန်းနေတဲ့ခြေသေးကြီးတွေဟာမြေပြင်ကိုထင်းမိပြီဆိုတာနဲ့မြေကြီးတစ်ခုလုံးငလင်လုတ်တလို့မျိုးတုန်ခါသွားခဲ့ပါတယ်။အကောင်ကြီးရဲ့မျက်လုံးတွေကမီတာလိုနီးရဲလိုနေခဲ့ပြီးအော်တန်တွေဟာတောတစ်ခုလုံးကိုဖုံးလွှမ်းလို့သွားခဲ့ပါတယ်။မလန်မကန်မှရက်နေတဲ့အောင်မြတ်တာရဲ့နားတွေကိုစူးကျွန်နဲ့ဆောင်ထိုးလိုက်တယ်လို့မျိုးနားကွဲမတက်ခံစားခဲ့လိုက်ရတာပေါ့။စိတ်အာယုံထဲမှာကြောက်စိတ်တွေဟာတပံလွှမ်းမိုးလာခဲ့တာမလို့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းလို့သွားခဲ့ပြီးလှုပ်ရှားလို့မရခဲ့တော့ပါဘူး။ ။လျက်စီတစ်ချက်အလက်မှာမြင်လိုက်ရတဲ့ငှက်မိစာကြီးရဲ့ခန္ဓာကိုယ်ကြီးကအောင်မြတ်တာနဲ့စာရင်စေစားတစ်ဆလောက်ဖြစ်လို့နေပါရဲ့။မိုးချိန်တန်တဲ့အတူတပြိုင်တည်းထွက်လာတဲ့ကြီးကံမိษาရဲ့အော်ဟစ်တန်ဟာသူ့ဘလောက်ထိဒေါသထွက်နေမလဲဆိုတာကိုသိတာပေါ်လွင်လာပါတယ်။ရှင်ထက်နေတဲ့နှုတ်သီးကြီးတွေက လာရောင်ရဲ့အောက်မှာတလက်လက်တောက်ပါလို့နေကြတာပေါ့။ခန္ဓာကိုယ်တစ်ခုလုံးကလည်းမဲနှက်နေတယ်ဆိုပေမဲ့လို့လည်းတရှိုးနေရာတွေမှာတော့ကြီးနေအောင်တန်းနေခဲ့ပါတယ်။ ယုတ်ဒီရဲ့အဲ့ဒီငကြီးကရက်နေရကနေကောင်းကင်ဘော်ကိုခုန်တက်ခဲ့လိုက်ပြီးအောင်မြတ်သားကိုနှုတ်တင်းရတိုက်ခိုက်ဖို့အတွက်ထိုးဆင်းတော့လာခဲ့ပါတယ်။အောင်မြတ်သားကလည်းဘလို့ပြန်ခုခံရမလဲဆိုတာကိုစဉ်းစားရင်းနဲ့ပဲအနောက်ကိုတလန်းဆုပ်ပြီးတိုက်ခိုက်မှုကိုရှောင်တိန်ခဲ့လိုက်ပါတော့တယ်။ အခုအချိန်ထိကတော့အေးအေးဆေးဆေးလေးပါပဲမြေပြင်ပေါ်ကိုကြာရောက်လို့ဟန်ချက်ပြတ်သွားတဲ့ကြီးကန်းမိတ်ဆာကြီးရဲ့အလက်မှာအောင်မြတ်သားဟာကုတ်ကုတ်ပင်ကြီးနောက်ကိုပြေးပြီးပုံလိုက်ခဲ့လိုက်တာပေါ့ရန်သူကိုတိုက်ခတ်တာမတိလိုက်တဲ့အတွက်ကြီးကန်းမိတ်ဆာကြီးလည်းဒေါသထွက်လို့သွားခဲ့ပြီးနောက်တဲ့ချိန်ကြေကြေလောင်လောင်အောင်ခဲ့ပြန်ပါတော့တယ်တပင်နောက်မှာရောက်ရှိနေပြီဖြစ်တဲ့အောင်မြတ်သားဟာအဲ့ဒီမိတ်ဆာကြီးကိုဘလို့နိုင်အောင်တိုက်ခိုက်မလဲဆိုတာကိုစဉ်းစားရင်းလွယ်အိတ်သေးကပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုထုတ်ချလို့နေခဲ့ပါတော့တယ် ဆွဲထုတ်လိုက်တဲ့အရာကရွှေရုပ်တည်တည်လေးတစ်ခုဖြစ်ပြီးပယောဂဆရာတွေရဲ့လက်သုံးတော်ခံတတဝါတကောင်လည်းဖြစ်လို့နေပါရဲ့အဲ့ဒီကျွဲရုပ်ကလေးကိုကိုင်းပြီးအောင်မြတ်တာဟာပုံအောင်နေရာကနေအပြင်ကိုထွက်လွတ်လာခဲ့တာပေါ့နှကန်းပြားကိုတေးကပါဇက်ကနေအသက်သွင်းကားတာကိုမမ်းမုတ်ပြီးတဲ့နောက်မှာတော့လက်မကင်ထားတဲ့ကျွဲရုပ်ကိုမြေပြင်ပေါ်ကိုပြစ်ပေါက်ရှာလိုက်ပါရဲ့ ဩခနေပြုတ်ကျသွားခဲ့ပြီးကျွဲရုပ်ကပထမတော့ဘာမှမလှုပ်ရှားပါဘူး။အောင်မြတ်တာလည်းနောက်တဲ့တစ်ချိန်ကာရာမန်တန်တွေကိုရုတ်ဖက်ခစ်လိုက်တဲ့အခါမှာတော့ဘယ်ကနေဘလို့ကြားရောက်လာမယ်မသိတဲ့အလင်းတန်းတွေဟာကျွဲရုပ်ကလေးရဲ့ခန္ဓာကိုယ်ရဲ့ကိုများစွာတိုးဝင်လို့သွားပါရည်။အဲ့ဒီအလင်းတန်းတွေကနေအဖြူရောင်အလုံးကြီးအဖြစ်ကိုဖျားတက်သွားပြီးတဲ့နောက်မှာတော့ကျွဲရုပ်ကလေးကနေရွှေရောင်တောက်ပနေတဲ့တိုက်ကျွဲကြီးအတွင်ကိုပြောင်းလဲလို့သွားခဲ့ပါတော့ရည်။တိုင်အဲ့ဒီကောင်ကိုအသေးတိုက်လိုက်စမ်းကွာ။ အောင်မြတ်သားအမိန်ပေးလိုက်တာနဲ့ပြိုင်နက်ထဲတိုက်ရွဲကြီးကကြီးကမိစာကြီးစီကိုတန်းတန်းမတ်မတ်ပြေးဝင်လွတ်သွားခဲ့ပါရဲ့ဒီတော့မုံတိုင်းဒီပါကျန်းတန်းခတ်ချန်နေတဲ့ရာဒီဥတုရဲ့အောင်တောတင်ကြီးတွေကမြေကွက်လက်ကွင်းပြင်တဲ့နေရာမှာကြီးကမိစာကြီးကတစ်ဖက်အောင်မြတ်သားအသက်သွင်းထားတဲ့တိုက်ကျွဲကြီးကတစ်ဖက်ရင်ဆိုင်တိုက်ခတ်ခဲ့ကြပါရဲ့ငါကြီးကဒေါသမန်ကိုဖော်ကျူးခြင်းလို့အတောင်မန်ကိုဖျက်အကျေကြီးအော်ခေးနေတဲ့အချိန်အဲဒါကိုအခွင့်ကောင်းယူပြီးတိုက်ကျွဲကြီးကလည်းသူ့ရဲ့ဂျိုကြီးနဲ့ငါကြီးရဲ့ရင်ဝါတစ်တဲ့ကိုပြေးဆောင်ခဲ့လိုက်ပါတော့တယ် ။အငိုင်းမိသွားတဲ့ငှက်ကြီးကတော့နောက်ပြန်လဲကျလို့သွားခဲ့ပြီးတစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာဖင်ထိုင်လျက်သားလဲကျလို့သွားခဲ့ပါရယ်။အတော်လေးကိုအတိနာသွားတဲ့ထင်ပါရဲ့ဗျာ။ ငေတံပေါအောင်ဟစ်တန်ကြီးကမိုးရှိန်းတဲ့လျှက်စည်းလက်တာတွေရဲ့ကြားတွေကနေကြည်ကြဲလောင်လောင်ထွက်ပေါ်လို့လာခဲ့ပါတယ်။လဲကြနေတဲ့ငံမိတ်စာကြီးကလည်းရှင်းရှင်းပြန်လေထားလို့လာခဲ့ပြီးကောင်းကင်ရံကိုပြန်ဝဲခလိုက်တာပေါ့။လာပညာဖြစ်တာကြောင့်ပတ်ဝန်းကျင်မှာလာရဲ့အလင်းရောင်ကကြားရလို့နေပါတယ်။အဲ့ဒီအလင်းရောင်ကိုငံမိတ်စာကြီးကသူ့ရဲ့အတောင်ပံနဲ့ပိတ်ဆို့ခဲ့လိုက်တဲ့အခါမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးလုံးဝအမောင်းတီဖုံးလွှမ်းလို့သွားခဲ့ရတာပေါ့။ကောင်းကင်ရံကိုပြန်တက်သွားတဲ့ငံမိတ်စာကြီးကငှက်တွေပြန်တန်းနိုင်တဲ့အမြင့်ဆုံးနေရာထက်လုံအောင်ကိုပြန် ်တန်းလွတ်သွားခဲ့ပါတယ်။ဒီတော့အောင်မြတ်တာရဲ့အမြင်အာရုံတွေကနေငှက်ကြီးရဲ့ပုံစံကပျောက်ကွယ်လွတ်သွားခဲ့တာပေါ့။သူလည်းပျောက်ကွယ်သွားတဲ့ငှက်ကြီးကိုကောင်းကင်ယံမှာလိုက်လံရှာဖွေနေတော့မိုးကုံဆက်ဝိုင်းတစ်ခုလုံးပြိုကျသွားသလိုမျိုးအော်ဟစ်တန်ကြီးတစ်ခုကအကျယ်ကြီးပေါ်ထွက်လွတ်လာခဲ့ပါတယ်။အဲဒီအတန်းကြောင်အောင်မြတ်တာရဲ့နားထဲမှာရှိနေတဲ့နဖာရှိတွေကကျွန်းထိုးပြီးအပြင်ကိုထွက်ကြလွတ်သွားတာပေါ့။တိုက်ကြွယ်ကြီးကလည်းကောင်းကင်ယံမှာရိတ်ခနဲရိတ်ခနဲပြန်တန်းနေတဲ့ငှက်ကြီးကိုလိုက်လံကြည့်ရှုရင်းမြေကြီးကိုလက်နဲ့ရက်ကအတကုံမှန်ဖ ီလို့หนีခဲ့ပါတော့ရေတိုက်ကြွကြီးရဲ့နောက်ကျောဘက်တနေရာကနေအချိန်နဲ့ထိုးစင်းလာတဲ့ကြီးကန်းမိษาကြီးကသူ့ရဲ့ရှင်ထက်လာတဲ့ရှေသေးကြီးတွေကိုအုံပြူပြီးတိုက်ကြွကြီးရဲ့ခန္ဓာကိုယ်ကိုအားကုန်ထိုးဆိုင်ခလိုက်ပါတော့ရေပလင်းကိုကြောက်ခဲနဲ့ပြစ်တဲ့အခါတစားစီကွဲထွက်သွားသလိုမျိုးပါပဲခန္ဓာကိုယ်လေးကိုလက်သေးကြီးတွေဝင်ရောက်သွားတဲ့အခါမှာတော့တိုက်ကြွကြီးကလည်းမခံနိုင်တော့ပဲမြေမြေမောကိုဘုံကနေပြုတ်ကျလို့သွားခဲ့ရပါတော့ရေအောင်မြတ်သားကသူ့ရဲ့တိုက်ကြွကြီးအထိနာသွားတာနဲ့တပြိုင်နက်တည်းလွယ်အိတ်သေးကနေကျိုးတချောင်းအမြန်ထုတ်ခဲ့လိုက်ပါ ပါတော့တယ်။ဒီကြိုးကတော်တဆေမိစာဖုတ်ဘလူစားတဲ့နာနာဘာဝတွေအားလုံးကိုဖန်းစီရှုံအောင်နိုင်တဲ့ကြိုးခွင်ပဲဖြစ်ပါတယ်။လက်ထဲကိုရောက်လာတဲ့ကြိုးကိုအသာအရာကင်ခဲ့လိုက်ပြီးမျက်လုံးကိုမှိမန္တန်တပုတ်ကိုရွတ်ဆိုပြီးတဲ့နောက်မှာတော့ကောင်းကင်ရံကိုပြင်သွက်ခဲ့လိုက်ပါတယ်။လေတရှမ်းမိုးလိုက်တဲ့အခါလက်တန်းလောက်ရှိတဲ့ကြိုးကနေရွှေရောင်အလင်းတွေပေါ်ထွက်လာခဲ့ပြီးကြိုးကြီးတစ်ခုဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါတယ်။ အဲဒီကြိုးကြီးကလေးရဲ့အထက်မှာတွန့်လိန်ကောက်ကွေးနေခဲ့ပြီးအောင်မြတ်တာရဲ့အမိန့်ကိုစောင့်ဆိုင်းနေတဲ့ပုံစံအတိုင်းပါပဲ။အထက်ဆရာကြီးများရဲ့အမိန့်အဖိုးမင်းကောင်အဖိုးမင်းရောင်အဘဦးထွန်းညိုတို့ကိုတိုင်တယ်ပြီးအကျွန်ုပ်တစ္ဆာဆိုပါရယ်။ဤကြိုးကိုထင်းရှုပ်ကင်တွေထားတဲ့ကြိုးပိုင်ရှေးမှာရှိတဲ့မကောင်းဆိုးဝါးမိစ္ဆာကြီးကိုရှက်ရှင်းဖမ်းရှုပ်လိုက်စမ်း။ အမိဘီးသုံးနာနဲ့တပြိုင်နက်တည်းကျိုးကမြားတက်မြန်တဲ့အလင်းနဲ့ညမိတ်စာကြီးရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ခစ်လိုက်ပါတော့တယ်။ထူဆန်တာကတော့လုံချောင်းနေတဲ့ရွှေရောင်ကျိုးကြီးဟာငှက်ကြီးရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်မိသွားတဲ့အခါမှာတော့စူအတီပါတဲ့ကြာပွတ်လိုမျိုးဖြစ်လို့သွားခဲ့ပြီးတင်းတင်းကြပ်ကြပ်ကိုရစ်ပတ်ရှိနာလို့ထားခဲ့ပါတော့တယ်။အသက်ရှူကျလာတဲ့ငှက်ကြီးကလည်းယုံလေယုံလေကျိုးကတင်းနေလေဖြစ်တာကြောင့်နောက်ဆုံးတော့လှုပ်လို့မရတော့ပဲတိုက်ခတ်နေတဲ့တိုက်ကြွဲကြီးကိုအလွတ်ပေးခလိုက်ရပါတော့တယ်။ ဒီအခြေအနေကိုအဝေးကကြည့်ရအောင်မြတ်တာဟာမိစားငတ်ကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့မကောင်းတဲ့စွမ်းအင်တွေတစားတစားရုပ်ရော့လာပြီဆိုတာကိုသိလို့နေခဲ့ပါတော့တယ်။ ငါကြီးကလည်းနောက်ဆုံးတော့မြေမော်ကိုပုတ်ကနေပြုတ်ချလို့လာခဲ့ပြီးအလူအလဲအော်ဟစ်ညှဉ်းညွနေခဲ့ပါတော့ရယ်။တစ်ချိန်တည်းမှာပဲအရွယ်နဲ့မလိုက်အောင်စွန့်အားတွေအကုန်ထုတ်သုံးလိုက်ရတဲ့အောင်မြတ်တာဟာခေါင်းထဲမိုက်ကနေဖြစ်လို့သွားခဲ့ပြီးနေရာမှာတင်မူးလဲကြကမိမျောသွားခဲ့ပါရယ်။နနကင်းနေအောင်ကြီးနဲ့အတူအစာရှာထွက်ကြတဲ့ညက်ကလေးတွေရဲ့အတန်ကနေတဲ့တစ်ခုမှအစာပြုတ်လာခဲ့ပါရယ်။အောင်မြတ်တာကလည်းမိမျောနေရာကနေတတိယလာတော့ပတ်ဝန်းကျင်ကိုကြည့်ခဲ့မိတာပေါ့။မင်းညာကကျိုးပိုင်ကိုတုံးပြီးဖမ်းခဲ့တဲ့ငှက်မိတ်စာကြီးဟာ အခုမနက်မှာတော့ရှိမနေခဲ့တော့ပါဘူး။အရာအလုံးပြီးဆုံးသွားပြီလို့စိတ်ထဲကနေတွေးလိုက်ပြီးတပင်းတစ်ချက်ချက်ကထွက်တန်တဲ့အတူပင်ပန်းမှုတွေကိုစွန့်ထုတ်ခစ်လိုက်ပါရယ်။နေအောင်ကြီးကတော်တင်ဆိုင်တွေကိုကြားရောက်လာတဲ့အခါမှာတော့တဘာဝရဲ့အလာတရားတွေကထင်းထင်းရှားရှားပေါ်နေလွတ်လာခဲ့တာပေါ့။ပင်ပန်းနွမ်းနွမ်းနေတဲ့အောင်မြတ်သားရဲ့စိတ်တွေကရုပ်ရှိဆိုသလိုပျောက်ကွယ်သွားခဲ့ပြီ လန်ဆန်တက်ကြွမှုတွေက အစားထိုးဝင်ရလိုလာခဲ့ပါတယ်။ဒီတော့သူလဲအနီးနားကတစ်ဦးတစ်ဖူးတွေကိုရှာဖွေစားတော့ပြီးတဲ့နောက်အိမ်မက်ထဲကမိခင်ဖြစ်သူကိုရှာဖွေဖို့အတွက်ခရီးဆက်လိုလာခဲ့တာပေါ့။တယောက်တည်းတော်လန်ခရီးကိုဖျက်ဆီးနေရတယ်ဆိုပေမဲ့လို့လဲလွယ်အိတ်ထဲမှာပါတယ်သူ့ရဲ့အကောင်ပလောင်တွေဟာအဖော်လိုပါပဲ။အလုံရှိရင်ထုတ်ပြီးအသုံးပြနိုင်တဲ့အတွက်အောင်မြတ်တာကတကူလဲရှောင်းနေရတယ်လို့စိတ်ထဲမှာတွေးမနေခဲ့ပါဘူး။ ဒီလိုနဲ့ခရီးစံတွေရင်ကနေညောင်မင်းတွေအများအပြားပေါက်ရောက်နေတဲ့ကြောက်ကြလန်းတနီယာကိုရောက်ရှိလို့သွားခဲ့ပါတယ်။ အပင်ကကြာနေတဲ့ညောင်ထောင်းမြစ်တွေကလမ်းကြားကိုနေရန်တွေတစ်ခွေဝိုင်းရံလိုထားခဲ့ပါတယ်။အောင်မြတ်သားလည်းအဲ့ဒီနေရာကိုရောက်တော့အနောက်ကနေတစုံတစ်ယောက်လိုက်ရှောင်းနေရဆိုတဲ့ခံစားချက်ကိုရရှိလို့သွားခဲ့ပါတယ်။ရုတ်တရက်အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့အကောင်လေးတစ်ကောင်ကအောင်မြတ်သားရဲ့အနောက်ကိုလိုက်နေတယ်ဆိုတာကိုဖြတ်ခနဲတွေ့ကြလိုက်ရပါတော့တယ်။သူလည်းအကောင်ကိုပြန်ရှောင်းဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပြီးအနောက်ကကပ်ပါလာတဲ့အကောင်လေးရဲ့မြင်ဝင်းကနေရုတ်တရက်ပျောက်ကွယ်လို့သွားတာပေါ့။ အဲ့ဒီအကောင်လေးကအောင်မြတ်သားကိုမမြင်တော့တတုံးပေါ်ကိုတက်လွတ်လာခဲ့ပြီးဘေးပတ်ဝန်းကျင်ကိုကြည့်နေခဲ့ပါရဲ့အကောင်လေးကတော့ကြီးကန်းတဲ့ကောင်ပါပဲဒီအောင်ပဲရောက်သွားတာလေအောင်မြတ်သားလေးကြီးကန်းရဲ့အနောက်ကနေပေါ်လာပြီးကုတ်ကိုဆွဲကကြီးကန်းကိုမြောက်ထားခဲ့လိုက်ပါရဲ့ကြီးကန်းလေးကတော့သူ့ကိုအောင်မြတ်သားဆွဲတာခံလိုက်ရတဲ့အတွက်ငေးတမ်းပါအောင်တကြီးကြီးအော်ဟစ်လို့နေတာပေါ့မင်းမတူလေဘာလို့ငါ့နောက်ကိုတကောက်ကောက်လိုက်နေရတာလဲ အာမင်းမင်းချင်းလေးနေပြီငါမင်းတော့ကိုလိုက်ကြမဟုတ်ဘူးဘိုက်ဘိုက်ချလို့စားရလာချလားကောငါလေဘိုက်ဆောင်နေတော့ဒီမှာဘာမှစားစရာမရှိဘူးဆိုတော့အဲ့လိုပြောပြီးအောင်မြတ်သားရဲ့အကြီးတွေကကြီးကန်းစီကိုရောက်လို့သွားခဲ့ပါတယ်။တဘောပေါက်သွားတဲ့ကြီးကန်းကလည်းရပြီရပြီငါငါတော့မေးတယ်။ဒါနဲ့ဘာမလုပ်လဲမင်းသိလား အဲဒီလိုပြောပြီးကြီးကန်းကသူ့ကိုဖမ်းထားတာကနေလွတ်ပေးဖို့အတွက်အော်ခေဆဲဆိုခဲ့လိုက်ပါတော့ရယ်ကြီးကန်းကနှုတ်သီးနဲ့လက်ကိုထိုးလိုက်တဲ့အတွက်အောင်မြတ်သားလည်းလမ်းပြေလွတ်ရှာခဲ့လိုက်တာပေါ့အဲဒီတော့ကြောက်ထိုးကြသွားတဲ့ကြီးကန်းကြီးကတစ်တုံးနဲ့သူ့ရဲ့ကောင်ဝမ်းဆက်ဖြစ်လို့သွားခဲ့ပါရယ်အဲနေပါဦးမင်းတို့ငှက်တကောင်က လူစကားပြောနိုင်တယ်ဆိုတော့မလို့ကြီးလဲဟာနာတာမန်ကမဟုတ်ဘူးလေပြက်မင်းကွာပြက်မင်းကလူစကားပြောတာဘာထူးခြားလို့လဲ ါနဲ့မင်းမင်းညာကငက်ကြီးကိုမမှတ်မိဘူးလားမင်းညာကငက်အေးသိတယ်အဲ့ဒီငက်ကြီးကိုဘယ်ရောက်သွားတာလဲငါမသိဘူးဒါနဲ့ဘာလို့မင်းကအဲ့ဒါကိုမေးတာလဲအောင်မြတ်သားရဲ့စကားဆုံးတော့ကြီးကန်းကပြန်ဖြေပါတယ်ဟုတ်မင်းညာကမင်းရဲ့ကြိုးဝမ်းကြောင်းငါခံရတော့ခုလိုတိတိလေးဖြစ်သွားတာခဲအောင်ငါရဲ့ခံတာကိုအစ်ကိုပြန်ပေးတယ်ငါစတိုရီတော့တွေ့ရအောင်မေးကွာ ကြီးကံမိတ်ဆာကိုတတိယသွားတဲ့အောင်မြတ်သားလေးလွယ်အိတ်သေးကနေစံမန်းကိုထုတ်ခဲ့လိုက်ပြီးကြီးကံမိတ်ဆာကိုပြစ်ပေါက်ခဲ့လိုက်ပါတယ်။ဒီဒီကြိမ်မှာတော့ကြီးကံကတာမန်ငှက်ကလေးဖြစ်နေတာကြောင့်စံမန်းကအလုံးမဖြစ်ခဲ့ပါဘူး။စံစေတွေကပဲကြီးကံရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုထိမှန်လို့သွားခဲ့တာပေါ့။အေးအဲ့လိုလုပ်နေလည်းမထူဘူးပေါ့။စံကုန်တာပဲဖြစ်ချင်ပဲ။ငါတာမန်ငှက်ကောင်ဖြစ်နေပြီ။မင်းရဲ့မော်ကျိုးကြောင့်ငါခန္ဓာကိုယ်တိတိလေးဖြစ်သွားတာ။အဲ့ဒါမင်းကိုပြောနေရမကြောက်ဘူးလားကွာ။ငါ့ကိုအရင်ပုံစံဖြစ်အောင်ပြန်လုပ်ပေးသားမှာကွာ။ င်းကိုကျေးဇူးဆက်ပါမယ်။လုံးမပေးနိုင်ဘူး။မင်းကကြီးကမိစ္ဆာဖြစ်သွားလို့ငါ့ကိုအရင်လိုပြန်တိုက်ခိုက်ရင်ဘယ်လိုလုပ်မလဲကွာ။အန်ဒီရဲ့ရှိတယ်။ नो လုံးမပေးနိုင်ဘူး။အောင်ရတာလေအဲ့လိုပြောပြီးကြီးကန်းကိုထားခဲ့ကလှည့်ထွက်လို့သွားခဲ့ပါတော့ရီ။သူရဲ့မူလခန္ဓာကိုယ်ကိုပြန်ရခြင်းနဲ့ကြီးကန်းလေးကလည်းအောင်မြတ်တာရဲ့ရှေ့ကိုပြန်တန်းလာခဲ့ပြီးပိတ်ရက်ခစ်လိုက်ပါတော့ရီ။ လာခင်တာကိုရအောင်မလုပ်ပေးရင်မင်းတို့ကိုတကောက်ကောက်လိုက်မယ်တွေ့တဲ့မြလူတိုင်းကိုမင်းကလူယုံမအောင်လန်းချရကောင်းပါလို့တိုက်ပြောမယ်ကွာမရဘူးမင်းငါးနောက်ကိုလိုက်လို့မရဘူးငါအတော်လေးကိုဒုက္ခရောက်တယ်အထူးသဖြင့်မင်းရဲ့အတန်ပဲငါဆိုးထိုးတန်ကြာနေတာပဲတက်ကြည်ကြည်နဲ့နားညိတယ်ငါးနောက်ကိုလိုက်မလာနဲ့ကြီးကန်းကလည်းအလျှော်မပေးခဲ့ပါဘူး အောင်မြတ်သားရဲ့မလမကန်မြေပြင်ကနေလိုက်လိုက်ကောင်းကင်ယံကနေပြန်ဝဲလိုက်နဲ့တကောက်ကောက်ကိုလိုက်လုံနေခဲ့တာပေါ့အဲ့ဒီကြီးကန်လေးရဲ့အော်ဟစ်တန်ကအောင်မြတ်သားအတွက်တမျိုးတစ်ပုံခန်းစားမှုအစ်တကိုရရှိစေခဲ့ပါတယ်နောက်ဆုံးတော့ကြီးကန်လေးလည်းအောင်မြတ်သားရဲ့ရှေ့မှာပိတ်ရက်ခဲ့လိုက်ပြီးတောင်းပန်ရတာပေါ့နာမပါလေအားကြေမပါလေညာကကိစ္စအတွက်တောင်းပန်ပါလေကွာနာပေးဖို့နောက်ဆက်ပေးဖို့အတွက်ကြိုးစားခဲ့ရမဟုတ်ပါဘူးဒီတော့ကြီးကတကောတဲ့အထူးကျန်တော်ဖြတ်တန်းလာခဲ့ရတာအတော်လေးအချိန်ကြာခဲ့ပြီ မိတော်မျိုးရုပ်ရည်ချောမွန်လာပါတဲ့လူငယ်တယောက်တော်ရဲကိုရောက်လာတာတွေ့တော့ဘာကမိတ်ဆွေပဲစကားပြောချင်အောင်မှာမိကအထလန်းစီယာဖြစ်တယ်ဆိုတာကိုလည်းသိရောပညာစမ်းကျင်လို့တက်တက်အဲ့လိုလုံလိုက်တာပါအမုန်းတရားနဲ့ဒေါသစိတ်တွေမရှိပါဘူးကွာအဲ့တော့ရန်သူတွေမဟုတ်ခဲ့တဲ့အတွက်အားရခဏကိုကိုပြန်ပေးသမ်းပါနော်နော်နော်လို့ငါငါငါမင်းကိုအခုလိုမျိုးမနှောက်ရှက်တော့ပါဘူးနော်ညာကဖြစ်ခဲ့တဲ့ပြဿနာတွေကိုလည်းခွင့်လို့ပေးပါကွာလောက်ပါနော်အားရခဏကို ပြန်ပြီးတဲ့လို့ဆုံးဒီနာဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတော်တင်ကြီးပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ